မင်္ဂလာပါငတ်တလောက်ပိုက်သားနဲ့ငတ်တလောက်ဥချက်မှာဖြစ်ပါတယ်အခုလို့စောင်းရသည်မှာတော့ငတ်တလောက်နဲ့ဘဲသားကအယံကိုစားလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်ဥနိုင်တို့အိန်နာကရက်ွက်ဈေးလေးကဈေးလေးကတော့သေးတယ်ဒါပေမဲ့လိုချင်တာတွေအကုန်ရတယ်အခုလိုမျိုးပေါ့နော်ပိုက်သားကြီးပဲတည်တက်လိုချင်တယ်ဆိုလို့ရှိရင်လည်းပိုက်သားကြီးပဲရတယ်အဲ့ဒီအချိန်မှာကိုကလည်းငတ်တလောက်စားခြင်းတဲ့အချိန်ပိုက်သားကြီးပဲတည်တက်ရတယ်ဆိုတော့ အရန်ပျော်သွားပြီးတော့အကြီးထိုးခိုင်းမှုမေ့သွားပါတယ်ခင်ဗျာအဲ့တော့အကြီးထိုးခိုင်းမှုမေ့သွားတဲ့အခါမှာတော့အိမ်လေးရောက်တော့တိုင်ပတ်ပြီးတော့မိဖို့ကြောင့်ကအဲအဲ့လိုလေးရှုပ်ပါကုန်ပါတယ် ။ဦးနိုင်တို့မမေငါတလောက်ချင်တော့မမေပြောဘူးတာပေါ့လေငါတလောက်ကိုတဲ့အရေးဆေးတဲ့အခါမှာခက်မြမြန်လေးဆေးလိုက်မယ်ပေါ့နော်။အထက်ကသွေးတွေအရန်ပြောင်သွားလို့ရှိရင်ငါတလောက်အနံမမွေးမှာဆိုလို့ပေါ့နိ။အဲ့ဒါမျိုးတွေရဲ့ကြားဘူးတယ်။အဲပြီးလို့ရှိရင်ဦးနိုင်ကတော့ဦးမငါတလောက်ကိုဦးအရသာနေတဲ့အခါမှာတော့ထုံးစံတိုင်းစားရို့ဟင်းချော်မုတ်တို့စွန်းနွှမုတ်တို့ငားငံပြိုင်တို့နဲ့နေမယ်။နိုင်ရွက်လောက်နှက်ထားလိုက်ပါမယ်။အရေးတောက်လေးအတွက်ကိုတော့ဘူဒီနဲ့စွန်းနွှဘူးလေးတွေရောပြီးချက်မှာဖြစ်ပါတယ်။ ဟင်းချက်ပညာကို cooking is an art လို့ပြောကြတယ်မလားအဲ့တော့ဟင်းချက်ခြင်းကလည်းအမှုပညာတစ်ခုပါပဲစိတ်ရှိဖို့ပဲလိုတယ်အဲ့တော့သူ့လည်းဒီအသားနဲ့ဒီပါဝင်ပစ္စည်းတွေကိုယ်ကိုလည်းဒီအသားနဲ့ဒီပါဝင်ပစ္စည်းတွေပဲပေးတာပဲဒါပေမဲ့ချက်ပြီးတဲ့အခါမှာအရသာမတူဘူးဟုတ်လားအရသာရောအရောင်အစင်းရောအသားရဲ့နူးညံ့မှုရောအနံ့အသက်တွေရောဘာမှမတူလဲဘာကြောင့်မတူလဲဆိုလို့ရှိရင်တော့ဒါအစစ်စစ်မှာစိတ်ရှိရှိနဲ့နော်လှုပ်ဖို့နဲ့တကယ်ကိုစေတနာပါပါဝါသနာပါပါလုံးမသာလင်ဟင်းကောင်းတစ်ခွက်ရရှိမှဖြစ်ပါတယ် စီကိုရောရွှေအုံမြေပဲစီတန်လေးကိုထဲတယ်။အဲစီတက်တဲ့ထဲမှာတော့ကြက်သွန်ဖြူရဲ့ကြက်သွန်နေရဲ့ငရုတ်သီးအစိမ့်မုတ်ရဲ့ပဲစီတက်ခြင်းဖြစ်ပါတယ်။အဲ့တော့စီတက်တာလေးရလာပြီဆိုရှင်ငရုတ်သီးစိမ့်တောင်လေးထဲလိုက်တယ်။ခရမ်းကျင်သီးလေးအနှဲငယ်လှိထားထဲလိုက်တယ်။ခရမ်းကျင်သီးနွမ်းလာတဲ့စီတက်လိုက်ပါမယ်။စီတက်တာလေးရပြီဆိုလို့ရှင်တော့ငတ်တလောက်ဥလေးကိုအရင်ထည့်ပြီးတော့အပေါ်ကြောလေးတင်းလာအောင်စီတက်မယ်။ပြီးတော့မှသူ့ပြန်ဆဲထားပြီးတော့မှဒီအဲငတ်တလောက်ဗိုက်သားလေးထည့်ပြီးစီတက်မှာဖြစ်ပါတယ်။ ။ဥနာဟင်းချက်တဲ့အခါမှာအသုံးပြုတဲ့ဂျပန်ဟင်းချိုမုတ်က 1kg 63ချက်သားပါဝင်တယ်။ဈေးနှုန်းက9,300တောင်ပါ။အဲအသုံးပြုကျင်တဲ့ဆိုလို့ရှိရင်ဥနာတို့ page မှာအနည်းငယ်ရရှိပါအောင်မယ်ခင်ဗျာ။စီသက်တာ OKB ဆိုလို့ရှိရင်တော့ရင်နွေးလေးထည့်လိုက်မယ်။ပြီးရင်စောစောကစီသက်တော့ဖယ်ထားတဲ့ငသလောက်ဥလေးပါထည့်ပြီးတော့အဖုံးလေးအော်ပြီးစားချက်လိုက်ပါမယ်။ ခုနရဲ့အတွေ့အကြုံအရတော့ငါတလောက်ဘိုက်သားဝင်တဲ့ခါမှာဘိုက်သားဖြူဖွေးနေတယ်ဆိုလို့ရှင်စူတယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့နီညူရောင်ဖြစ်နေတယ်ဆိုရှင်အဲငါကမစူးဘောနော်အဲအဲ့လိုမျိုးလေးရွေးဝယ်ပါတယ်နဲ့တလောင်းရဲ့ထွက်လာတဲ့အနံလေးကတော့တော်တော်လေးကိုမှုေးကြိုင်နေပါပြီအဲ့တော့လိုအပ်တဲ့အရာသားလေးထပ်ဖြည့်မယ်ထုံးစံတိုင်းအဲမကြီးရည်လေးတော့အနှဲငယ်ပါတယ်ဆိုုံလေးပေါ့နော်မကြီးရည်လေးနှဲငယ်ထည့်လိုက်ပါမယ် အရာသားတွေအားလုံးလည်းထိမိပြီးစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့နနမင်းလေးအုပ်လိုက်ပါမယ်။အဲ့ဒါဆိုရင်ဒီနေ့ဥတိုင်းချက်ပြတဲ့ငတ်တလောက်ဘိုက်သားနဲ့ငတ်တလောက်ဥဟင်ပြီးသွားပြီ။အဲ့တော့ဟင်္ဂါလေးဆက်ချက်ပါမယ်။ မင်္ဂလာပါမစားပြတာကြာပြီဆိုတော့စားခိုင်းတဲ့အဖွဲလည်းတသက်ရှိတော့အဲစားခိုင်းတဲ့သူတွေစားပြခြင်းဖြစ်ပါတယ်ခင်ဗျာချက်ပြထားတဲ့ငတ်တလောက်စီပြန်ဖြစ်ပါတယ်အနှစ်နဲ့နေနေလိုက်အောင်ငတ်တလောက်ကတစ်ခုပါတော့တစ်ချမ်းယူလိုက် ငါတလားကိုယူလိုက်မယ်ပြီးရင်ပိတ်သားတွေပဲရရှယ်ပဲဒီကောအဲတရေချင်တော့ဒီမှာကျတော့ဘူဒီရဲ့စွန်းနှုတ်မှုရဲ့ဟင်္ကာလေးအလှူဒီဇိုင်းပေါ့ 예, 싸움에 주위 싸다 방어묘 팀이구에 이

咋样嘛？干两个不,不啊？ ခလုတ်ကစင်းများတယ်ခလုတ်ကစင်းကတော့များတယ် ဲစားပြဖို့ပြောထားလူတွေတော့ကိုစားပြလိုက်ပြီနော်ရှင်နေတော့ကြပါအောင်ကဲအပင်းနေကြတဲ့အစားတိုင်းမှာချက်တော်သူတူးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ see you bye bye